လင်းနီပြည်နယ်မှာရှိတဲ့စာသင်ကျောင်းတွေကလေကျောင်းရန်ကြားကနေပညာသင်ကြားနေရပြီးစာသင်ကျောင်း600ရောက်ဝန်းကျင်အတွက်ဖက်စာအုပ်တွေလည်းလိုအပ်နေပါတယ်။နင်းနင်းတရေပေးပို့ထားပါတယ်ရှင်။ပြင်းနေပြင်းနေမှာရှိတဲ့မြို့နယ်တွေမှာစာသင်ကျောင်းပေါင်း600နေပါရှိပြီးစာသင်ခန်းတစ်ခန်းမှာဖက်စာအုပ်တုပ်ကိုကျောင်းသား5ရက်ကဝိုင်းကြည့်နေရတာဖြစ်လို့ကျောင်းသားတွေနဲ့ဆရာဆရာမတွေအတွက်အခက်အခဲတွေရှိနေတာပါ။ပြင်းနေမှာစာသင်ကျောင်း600နေပါရှိပြီး KG ကနေထက်တန်းအထိကျောင်းသူကျောင်းသား6000ကျော်ရှိနေပေမဲ့ဖက်စာအုပ်လိုအပ်ချက်တွေကကြီးမားနေတယ်လို့စစ်ဆောင်တွေကိုကူညီပေးသူတွေက ပြောပါဗျာဒီကတော့ဒီဖက်ဆောင်မလုံလောက်မှုတွေစာရေးကိရိယာမလုံလောက်မှုတွေအများကြီးပဲဒီဆိုအကြောင်းနေဆိုတဲ့တခန်းလုံးနေမှာ အဖက်ဆောင်နှစ်ဆောင်လောက်ပဲရှိသေးတယ်။အဲ့ဒါအောင်မှတခန်းလုံးကမျှယူကြည့်ကြရတယ်ဆိုတော့အနေထားစီကိုဖြစ်နေရလေးတွေ့ရတယ်ပေါ့နော်။အဲ့အရာတွေလိုအပ်ချက်ဖြစ်နေတယ်။ဒီကအဆိုးအဝါဆိုတော့ခလေးတွေကအချောင်းလေးမှာစားတင်လို့မရဘူး။ဒီစစ်ကောက်စီရဲ့လေချောင်းကချိန်ချောင်းမှုတွေချောင်းအချောင်းလေးကအကုန်အလွတ်တွေပဲထားထားရတယ်။နီးစက်ရရွာရဲဘက်မှာရှိတဲ့အိမ်တွေမှာမျှပြီးတော့စားတင်ခန်းမှုတဲ့နေရာတွေပေါ့နော်။အလိုချုံမဲ့တဲ့နေရာတွေမှာမျှပြီးတော့ ခန်းနေခွဲပြီးတော့သင်ကြားရတဲ့အတွက်ကျောင်းမှာအစာသင်ရတဲ့ကျောင်းမှာအစာမသင်ရတဲ့ဒုက္ခတွေပြီးဆိုးရိမ်ကြောင်းရမှုတွေကတော့နေ့တူဝါရင်ဆိုင်နေရပါတယ်ကျောင်းဖွင့်ရသည်ဖြစ်ပေမဲ့စစ်ကောင်စီလေကြောင်းရံကိုကြောက်ရတာကြောင့်စာအုပ်ခိုးတင်နေရတဲ့အပြင်ဖတ်စာအုပ်တွေဆိုရင်လည်း KG ဖတ်စာအုပ်တစ်စုံကို6000ကျပ်ကနေစလို့အတန်းမြင့်လေဈေးမြင့်လေဖြစ်တာကြောင့်အထက်တန်းဖတ်စာအုပ်တွေက3000ကျော်အထိရှိနေတာပါဖတ်စာအုပ်မပြည့်စုံတဲ့အတွက်စာတင်ကြားရမှာလည်းအခက်အခဲတွေကြုံနေရတာကိုစာတင်ကြားပေးနေတဲ့ဆရာမတစ်ယောက်ကပြောပါတယ် ဖတ်စာအုပ်ကဆီယာမတွေခြင်ဖို့ပဲရှိတော့ကလေးတွေကစသင်ရင်ဖတ်စာအုပ်မပါတော့ကြည့်ဖို့မရှိဘူးဆီယာမတွေက white book မှာရေးပြီးတချောင်းရေးစီရေးပြနေရတယ်ဒီတိုင်းသိလို့မရဘူးလေတနေ့တနေ့အလှရှင်ကလည်းနဲလာတယ်ဖတ်စာအုပ်မရှိတာကဆီယာဆီယာမတွေအတွက်လည်းခက်ခဲတယ်ចောင်းသူចောင်းသားတွေအတွက်လည်းတအားကိုမှခက်ခဲတယ်လူတွေခရီးပန်းနိုင်ကိုအမြန်မသွားနိုင်ဘူးရေးရတာကတစ်ချိန်ပြီးရင်အပေါ်ကလေရင်တွေကြောက်ရတာနဲ့ဆိုတော့ចောင်းခွင့်ရတာလည်းမလွယ်လောက်ဘူးပေါ့အလှရှင်တွေကလည်းပါလာရဲ့လေ ကလေးတွေကလည်းသူတို့ကိုယ်တိုင်မွေးနိုင်ကြဘူး။ကလေးငယ်တွေကအခက်ခဲတွေကြားကနေပညာသင်ကြားနေရပြီးမိသားစုဝင်များရဲ့အိမ်တွေမှာကျောင်းစရိတ်မတက်နိုင်တာကြောင့်အတန်းကြီးသူတွေကကျောင်းထွက်ရတာမျိုးတွေလည်းရှိနေပါဗျ။ပြင်းနေပြင်းနေမှာစပေးချောင်ပြည်သူ3သိန်းကျော်ထိရှိနေပြီးအသက်18နှစ်အောက်ကလေးငယ်တွေက3သိန်းကျော်ပါဝင်ကပညာသင်ကြားဖို့အတွက်ကျောင်းစရိတ်မတက်နိုင်တာဖက်စာအုပ်နဲ့တင်ထောက်ကူတွေလိုအပ်နေတာမျိုးတွေလည်းရှိနေပါတယ်။ဒီမှာနင်းနေမှာ